အလုံးမဲမင်္ဂလာပါကျွန်တော်ကတော့အိုက်ဘန်မှာ2025နိုဝင်ဘာလစနေရနေ့ဗိုလ်တကူးနေ့အတွက်ကမ္ဘာရွှေရောင်းဝယ်လို့ဖို့ဤပညာပိုင်းရာရောတရင်ပိုင်းချက်လိုက်ရပါအခမ်းအနသုံးသပ်ပေးသွားမှာဖြစ်တဲ့ပရမအုပ်စုအနေနဲ့ကမ္ဘာရွှေကိုဤပညာရာခမ်းအနသုံးသပ်ပေးမှာဖြစ်တဲ့ဤပညာရာကမ္ဘာရွှေကိုခမ်းအနသုံးသပ်တဲ့အခါကျွန်တော် A4 time frame နဲ့ကျွန်တော်ခမ်းအနသုံးသပ်ပေးသွားမှာဖြစ်တဲ့ A4 time frame ဆိုတာဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီကနေတုံးတုံးတုံးရဲ့ကြာချင်းကြာချင်းတွေဟာ၄နာရီကြာပါတယ်ခင်ဗျာဒါ၄နာရီကြာတဲ့ဟာကို time frame ၄နာရီ A4 time frame လို့ခေါ်တယ်ဒါကနေတုံးက၄နာရီနေ၄နာရီနေတုံးပြောင်းလာဖြစ်တယ်၄နာ ရီကြာတယ်ပေါ့ဒါက time frame ကအိတ်ဖိုးနဲ့ကြည့်လို့ရှင်၄နာရီကြာတာဖြစ်တယ်အိတ်ရှူနဲ့ကြည့်ရင်တနာရီနေသတင်းပြောင်းတာတနာရီကြာတာဖြစ်တယ်အဲ့လိုမျိုးပဲ time frame တွေကတော့အမျိုးမျိုးရှိတယ်အဲဒီကမှကိုကျွမ်းကျင်တဲ့ time frame ပေါ်မှာမူတည်ပြီးတော့အယောင်ဝင်လောက်ကြတာတွေရှိတယ်ကျွန်တော်ကတော့အိတ်ဖိုး time frame နဲ့ခမန်းတုံးသက်ပေးသွားမှာဖြစ်တယ်လက်ရှိကမ္ဘာရွှေပေါင်ဈေးဟာကျွန်တော်တို့တောက်အောင်စကိုအဲ၄၀၀119ပေါင်နေတာဖြစ်တယ်4119ဆိုတဲ့ဈေးနေထားတော့ကျွန်တော်တို့ဒါဈေးကပြန်ကျနေတဲ့အနေထားဈေးနည်းနည်းလေးဤနေတယ် ဈေးကြဟိုဝယ်လို့ဝယ်လို့အတိတ်မရှိဘူးရောင်းလို့အဝင်းနေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဈေးအေးနေတယ်ဈေးဤနေတယ်လို့လည်းပြောလို့ရတယ်ဒါကဒါပေမဲ့ဈေးကအကျအားထဲမှာပဲရှိနေတာဖြစ်တဲ့ဘာကြောင့်ဒီလိုပြောရလဲဆိုရင်ကျွန်တော်လက်ရှိကန်နေတုန်းကိုကြည့်လိုက်တယ်လက်ရှိကန်နေတုန်းမှာဒီမှာဘဲကန်နေတုန်းဖြစ်နေတယ်တေးတလေးအပေါ်ရှယ်တို့အောက်ရှယ်တို့နဲ့ဘော်ဒီတေးတလေးနဲ့ဖြစ်နေတယ်ပြီးပြီးသွားပြီးတဲ့ကန်နေတုန်းတွေကလည်း၄နာရီ၄နာရီမှာပြီးပြီးသွားတဲ့ကန်နေတုန်းတွေကလည်းဒီမှာ ့ဘဲကန်နေတော့ဈေးကြတွေကိုစားပြီးတော့ကန်နေတော့နေနှစ်သုံးဆက်တိုက်တွေ့နေရဖြစ်တယ်။ဒါကြောင့်ဈေးပေါ်ထဲမှာဒါကရောင်းလို့ကရှိနေတာဖြစ်တယ်လို့ကျွန်တော်တို့ကပြောရချင်းဖြစ်တယ်လက်ရှိဈေးအနေထားရောင်းလို့အရှိနေတယ်ဈေးကြနေတယ်လို့ကျွန်တော်ပြောရချင်းဖြစ်တယ်။နောက်ထပ်တနည်းအနေနဲ့ဘယ်လိုကြည့်လို့ရတယ်လဲဆိုရင်အယိုးရှင်းဆုံးနားလည်လို့အောင်ကြည့်မယ်ဆိုလို့ရှိရင်ဒါလည်းပထမတနည်းပြီးနောက်တနည်းကကျွန်တော်ဒီနေ့ပုံတဟူးနေနေကဘာရွှေဈေးစောက်ဖွင့်ခဲ့တဲ့ဟာ၄100တအောင်စောက်ကို၄136မှာဈေးစောက်ဖွင့်လိုက်တယ်လက်ရှိချိန်ထိအမြင့်ဆုံးတက်ကက်ပြီးတဲ့ဈေးဟာ၄100 45အထိဈေးတက်သွားခဲ့တယ်။လက်ရှိချိန်ထိအနှိမ်ဆုံးကျခဲ့ပြီးတဲ့ဈေးဟာ၄000နဲ့ 68အထိဈေးကျခဲ့ပြီးပါပြီ။ဒါအကြီးကြီးအဖြစ်ဆိုရင်ဘယ်လန်တို့ပြီးကြည့်မယ်ဆိုလို့ရှိရင်ဈေးအတက်နေလားကျနေလားဘလို့အများနေလားရောင်းလို့အများနေလားဆိုတော့ချိန်ဆကြည့်လို့ရတယ်။ဘလို့ချိန်ဆကြည့်လို့ရတယ်ဆိုတော့4126မှာဈေးကစောက်ဖွင့်လိုက်တယ်။စောက်ဖွင့်ပြီးတဲ့အချိန်မှာကျွန်တော်တို့4068အထိဈေးကျသွားခဲ့တယ်ခင်ဗျာ။4068ကိုကျသွားပြီးတဲ့အချိန်မှာ4068ကိုဆက်ပြီးတော့ဖောက်ကျနိုင်ခြင်းမရှိဘဲနဲ့ပြန်ကန်တက်သွားတဲ့အနေအထားကိုတွေ့ရတယ်။အဲဒါ4068ဟာစပူဈေးထဲမှာဈေးကျဖို့ခက်ခဲတဲ့ဈေးတန်းဖြစ်နေတယ်။4068ကိုဖောက်မကျနိုင်ဘဲနဲ့ပြန်ကန်တက်သွားတယ်4145အထိ ီဈေးတက်သွားခဲ့တယ်ခင်ဗျ၄145ကိုလည်းကျွန်တော်တို့ဆက်ပြီးတော့ ဖောက်တက်နိုင်ခြင်းမရှိဘဲနဲ့ပြန်ကျနေတဲ့အနေအထားကိုတွေ့ရတယ်လက်ရှိအရာဆိုလို့ရှိရင်မနက်ပိုင်းဈေးဖွင့်ဈေးရဲ့အောက်ဈေးထိကိုလက်ရှိရဲ့ဈေးအနေအထားဟာကျနေတာဖြစ်တဲ့အတွက်သာဈေးကွက်ကဝယ်လို့အားမရှိဘဲနဲ့ရောင်းလို့အားများနေတယ်ဈေးကျအားတာနေတယ်လို့ကျွန်တော်တို့ပြောရခြင်းဖြစ်တယ်လက်ရှိရဲ့ဈေးအနေအထားဟာမနက်ပိုင်းဈေးဖွင့်စဖွင့်တဲ့ဈေးတဲ့အောက်မှာရောက်နေတာဖြစ်တဲ့အတွက်သာဈေးကွက်ကရောင်းလို့အားများနေတယ်လို့ကျွန်တော်တို့ပြောလို့ရဖြစ်တယ်ဟုတ်ပြီဒါကအယိုးရှင်းဆုံးကြည့်နည်းကိုပြောပြတာဖြစ်တယ်လက်ရှိရဲ့ဈေးကွက်အနေအထားကိုလက်ရှိရဲ့ဈေးကွက်အနေအထားကိုပြောပြပြီဆိုလို့ရှိရင်တရက်တာအနေနဲ့ဒီလေဘိုလ်တခုလေးနေနဲ့သတိထားမဲ့ဈေးတန်းတွေဘယ်မှာ ဝယ်တင်လဲဘယ်မှာရောင်းတင်လဲဈေးတန်းတွေဝတခါလဲပြောပေးသွားအောင်ဖြစ်တဲ့အတွက် celebrity သွားပေးဖို့လိုအပ်တယ်ဒီသတိထားမဲ့ဈေးတန်းတွေတရက်တာသတိထားမဲ့ဈေးတန်းတွေဝယ်တင်ရောင်းတင်တဲ့ဈေးတန်းတွေကိုသိထားတယ်ဆိုလို့ရှင်မိတ်ဆွေတို့ဘာတွေကြိုးကြေးယူစီရလဲဆိုလို့ရှင် trader တွေအနေနဲ့ရောင်းမဝယ်မှာမဖြစ်ပါဘူးဘာကြောင့်လဲဆိုလို့ရှင်ကိုကဒီသတိထားမဲ့ဈေးတန်းတွေကိုသိထားပြီဆိုလို့ရှင်ဒါဒီဈေးတန်းကိုဖောက်တဲ့ရင်ဘယ်လောက်ထိတက်တော့မယ်ဒီဈေးတန်းကိုဖောက်ကြရင်ဘယ်လောက်ထိကျတော့မယ်ဒါအကျလားရလားအသက်လားရလားဆိုတော့ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့ဟာကိုသိလို့ဆုံးဖြတ်လို့ရတယ်သိနိုင်တယ်ပေါ့ ဒါလေးကိုတည်ထားရဲဆိုရင်ဒါကြောင့်အကျိုးကျေးဇူးရှိတယ်ဒါကြောင့် trader တွေအတွက်ကျွန်တော်ကဒီအဓိက main point ကိုကျွန်တော်ပြောနေရခြင်းဖြစ်တယ်ဟုတ်ပြီသတိထားရမယ့်ဈေးတန်းတွေကိုမပြောရင်ကျွန်တော်ရဲ့ဒီအဲဒီအကလုံးမိတ်ဆွေတွေက trade account ဖွင့်နေတာပဲဖြစ်စေ VPNB signal service ကို join နေတာပဲဖြစ်စေကျွန်တော်ရဲ့ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်တယ်အဲ trade account ဖွင့်တဲ့အခါမှာဘယ်လိုမျိုး service တွေရှိလဲဆိုလို့ရှိရင်ဒေါ်လာတရားနေစပြီးတော့ trade account ဖွင့်လို့ရတယ် credit bonus တရားရခိုင်နှုန်းရှိတယ်အဲ credit bonus တရားရခိုင်နှုန်းကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကိုကဒေါ်လာတရားဖွင့်နေတယ်ဆိုလို့ရှိရင်ဒေါ်လာတရား credit ရမှာဖြစ်တယ်ပေါင်း ဒီကိုဒီမှာ900ရှိမှဖြစ်တယ်ဒီလိုမျိုးကိုပြောတာဖြစ်တယ်ဟုတ်ပြီနောက်ထပ်ကဘယ်လိုမျိုးတွေလဲဆိုလို့ရှင်ကော်မရှင်က free ပါပေးเสียရမလို့ပါဘူးဆွတ်ဖီညသိခလည်း free ပါပေးเสียရမလို့ပါဘူးဒီကျွန်တော်တို့ဒီငွေတုံးဝေသင်းကလည်းမန်ကန်မြန်ဆန်စွာတိကျစွာနဲ့ကျွန်တော်တို့စနစ်တကျနဲ့အကောင်းဆုံးစပစ်ပေးနေတာဖြစ်တယ်နောက်ထပ်တစ်ခုက VIP signal စပစ်ကဘယ်လိုမျိုးလဲဆိုလို့ရှင်မိတ်ဆွေရကြတော့ trade ကောင်းတော့ဖွင့်ထားတယ်အဲဒါပေမဲ့ဈေးကွက်ကဒီ analysis လောက်တာတွေအကြံဒီသုံးသက်ချက်တွေကိုအချိန်နဲ့တပြည့်ညီမလုံနိုင်ဘူးသုံးသက်တာတွေမှာအားနေနေတယ် ကိုကအချိန်ပေးပြီးမလေ့လာနိုင်ဘူးဆိုလို့ရှိရင်တော့ဒီ VIP Secret Channel ကို join ထားပေးဖို့လိုအပ်တယ်ဒီထက်မှဆိုရင်ကျွန်တော်အချိန်နဲ့တပင်းကြီးဘယ်မှာရောင်းတင်လဲဘယ်မှာဝယ်တင်လဲတွေရောတခါတည်းတိကျမှန်ကန်မြန်ဆန်စွာနဲ့ကျွန်တော်ကဈေးကွက်နဲ့တပင်းကြီးကိုအကြံပေးလေးရှိပါတယ်ဒါရဲ့အသေးစိတ်တွေကိုသိချင်တဲ့ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါလေးကိုစပြေကြအောင်ပြောပြပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီအဲတရက်တာတတိထားရမယ့်ဈေးတန်းကိုပြောပြတော့ဖြစ်တယ်တရက်တာတတိထားရမယ့်ဈေးတန်းပို့လူမှုနေနဲ့တတိထားရမယ့်ဈေးတန်းကတော့လက်ရှိအမြင့်ဆုံးအပေါ်ဈေးတန်းက၄၁၄၅ဈေးတန်းပဲဖြစ်တယ်မနက်ပိုင်းလုံးကဒါ၄ ုတ်145ကိုဖောက်တက်နိုင်ခြင်းမရှိဘဲနဲ့ပြန်ကန်ကျတော့တဲ့အထည်ထားကိုတွေ့ရတယ်။ဒါကြောင့်145ဟာဒီဘိုလူဦးလေးအနေနဲ့ဈေးစတဲ့ဖူးစောင့်ကြရမယ့်ဈေးတန်း၊ဝက်စစ်တန်ဈေးတန်းပဲဖြစ်တယ်။145ကိုတော့ဖောက်တက်နိုင်သွားပြီဆိုလို့ရှိရင်တော့ဘယ်လောက်ထိတက်လာနိုင်မလဲဆိုလို့ရှိရင်400 60 4180လောက်အထိကို4180လောက်အထိကိုဈေးအသက်လာနိုင်မှာဖြစ်တဲ့ဒါက4145ကိုဖောက်တက်နိုင်ပြီဆိုရင်4160,4180ဆိုတဲ့ဈေးကနေမြင်ရနိုင်မှာဖြစ်တဲ့ဒါကဒီနေ့ဗိုလ်ထုတ်အနေနဲ့သတိထားရမယ် Apple Watch System 4145ကိုစောင့်ကြည့်ပါ4145ကိုဖောက်တက်နိုင်လိုက်ပြီးပွဲပါအကယ်လို့ဖောက်မတက်နိုင်ဘူးဆိုလိုက်ပြီးတော့ရောင်းပါဘာဖြစ်လို့လဲဆိုဈေးဝက်က range ကဒီဈားထဲမှာနေပဲဈေးကပြေးနေတာဖြစ်တဲ့ဒီဈားထဲမှာပဲအခုလောက်ခတ်နေတာဖြစ်တဲ့ကန်နေတော့ကဂျင်းချင်းလေးဖြစ်နေတာဖြစ်တဲ့ ဈေးကအီနေတယ်လို့ပြောလို့ရတယ်ဘယ်ဈေးထဲမှာဘယ်ဈေးထဲမှာပြေးနေလို့ဆိုမနေ့ကလေးကမနေ့ကလေးကနေ၄100 50နဲ့ဒီ4000နဲ့60ကြားထဲမှာပဲပြေးနေတာဖြစ်တဲ့အခုဒီနေ့မနက်ပိုင်းမှာလည်းဒီကြားထဲမှာပဲဈေးကစိုက်ဝေးပြေးနေတာဖြစ်တဲ့ဈေးလောက်ခတ်နေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်4150ကိုလည်းပေါ်ခေါက်တက်နိုင်ရေးမရှိဘူး4000နဲ့60အော် sorry 4090အောက်ကိုလည်းဖောက်ချနိုင်ရေးမရှိဘဲနဲ့ဒီကြားထဲမှာပဲဈေးလောက်ခတ်နေတာတွေ့နေရဖြစ်တယ်ဒါကြောင့်မိတ်ဆွေတို့ဒီစိုက်ဝေးထဲမှာရှိနေတယ်ဆိုတဲ့ဟာလေးလည်းသိထားပါဒီစိုက်ဝေးဖောက်ရင်တော့တစ်ဖက်ဖက်ကိုသွားအောင်မှာဖြစ်တယ်ဒါကြောင့်စိုက်ဝေးဖောက်တဲ့အချိန်တွေကြာရင်လည်းကွာကလာရမှန်နေဖို့အဓိကလာရမှန်နေဖို့လိုပါတယ်တကယ်လို့လာရကလွဲနေတယ်ဆိုရင်ရှုံရှုံမှုရ ခိုင်နှုန်းနဲ့များမှာပါဖြစ်ပါတယ်။ဟုတ်ပြီ။ဒီဒီနေ့ဗုဒ္ဓဘူးနေနဲ့သတိထားမယ်ဈေးတန်းက4145ဈေးတန်းဖြစ်တယ်။4145ကိုစောင့်ကြည့်ပါ။နောက်ထပ်သတိထားမယ်ဈေးတန်းဆပ်ပို့ဈေးတန်းကတော့ကျွန်တော်တို့မနက်ပိုင်းအင်တီဈေးစောက်ဖွင့်ခဲ့တဲ့ဈေးတန်းဟာ4100 sorry 4090နဲ့ 3ထီဈေးကကျသွားခဲ့တာဖြစ်တယ်။ဒါကြောင့်93ထီဈေးကျသွားခဲ့ပြီးတော့ကျွန်တော်တို့အောက်ကိုဖောက်ကျနိုင်ခြင်းမရှိဘဲနဲ့ကျွန်တော်တို့ပြန်ကန်တက်သွားတဲ့အနေအထားကိုတွေ့နေရတယ်။ဒါ우ကြည့်ခြင်းအဖြစ်ဆိုလို့ရှိရင်ဒါကဈေးဆက်ကျဖို့စောင့်ကြည့်ရမယ့်ဈေးတန်းတစ်ခုဖြစ်တယ်။ဒီနေ့ဘို့လူဟူးနေနေနဲ့ဒီဈေးတန်းကိုဆက်လက်ပြီးဖောက်ကျ4000တည်း4098ဈေးကျသွားခဲ့တယ်။4098ကိုတော့ဖောက်ကျနိုင်မှာဒါကျွန်တော်တို့ဆက်လက်ပြီးကျနိုင်မှာဖြစ်တယ်။4098ကိုကျခဲ့ရင်ဘယ်လောက်ထိသွားမလဲဆိုရင်4000နဲ့60 4090 4000နဲ့ 50လောက်အထိကိုဈေးအကျလာနိုင်နေဖြစ်တယ်ဒါက4098ဈေးတန်းကိုဖောက်ကြရင်ဒီဈေးတန်းတွေကိုအထိတွားလာနိုင်တယ်ဒါကြောင့်ကိုဗိုလ်ဟူးနေနဲ့သတိထားမယ့်ဈေးတန်းတစ်ခုဖြစ်တယ်4145ကိုဖောက်တဲ့ရင်ဒီဈေးတန်းတွေထိလာနိုင်မယ်4098ဈေးတန်းကိုဖောက်ကြနိုင်ရင်ဒီဈေးတန်းတွေကိုလာမြင်ရတွေ့ရမယ်တကယ်လို့မဖောက်တတ်နိုင်ဘူးဆိုရင်ဒီဈေးတန်းနဲ့ဒီဈေးတန်းရဲ့ဈားထဲမှာပဲဈေးကရှိနေမှာဖြစ်တယ်ဒီဈေးတန်းနဲ့ဒီ range ဈားထဲမှာပဲကျွန်တော်ဒါမိတ်ဆွေတို့ကဒါအဲဒါစနစ်တကျတဲ့အယောင်းဝယ်လို့ပို့လို့အပ်တယ်ဒါကလာရတာ မန်းနဲ့အနေထားကိုကျွန်တော်ပြောပေးတော့တာဖြစ်တယ်ဟုတ်ပြီတကယ်လို့မရှင်းနိုင်ရှင်ကျွန်တော်ဒါရိုက်ဆက်တွေဆွေးနွေးနိုင်ပါတယ်ခင်ဗျာတတိထားမဲ့ဈေးတန်းတွေကိုပြောပြပြီဆိုလို့ရှင်ဘယ်မှာဝယ်ရမလဲဘယ်မှာရောင်းရမလဲဈေးတန်းတွေကိုတခါတည်းပြောပေးတော့မှာဖြစ်တယ်အဲကျွန်တော်တို့ဒီနေ့တရက်တာအနေနဲ့ဘူတခုနေနဲ့ဘယ်မှာဝယ်သင့်တယ်လဲဆိုလို့ရှင်ဘိုင်အနေနဲ့အရင်ပြောပေးမှာဖြစ်တယ်လက်ရှိဈေးတန်းမှာရောဘိုင်တင့်တယ်လားလက်ရှိဈေးတန်းမှာဒါ4115ဖြစ်နေတယ်4115မှာဘိုင်တင့်တယ်လားလို့မေးမယ်ဆိုရင်တော့မဘိုင်နေနေဘူးမြင်နေအားကြောင့်လို့ဆိုဈေးကရောင်းလို့အများနေတယ်လို့ကျွန်တော်ခဏနေတည်းကပြောနေတယ်ဈေးကျနေတာဖြစ်တဲ့အတွက်ကြောင့်မဘိုင်နေနေဘူးအကယ်လို့ဘိုင်ကျင်နေဆိုလို့ရှင် င်တော့ကျွန်တော်တို့အဲဒီ၄တောင်း၄တောင်း၁၀၀လေးတောင်းတရာအာဟုတ်ကဲ့လေးတောင်း68ဒီမှာဘိုင်းမှာလေးတောင်း68တည်းရဲ့လေးတောင်း90ဒီမှာဘိုင်းမှာဒါကဘိုင်းနဲ့နေရာနှစ်ခုပေးထားဖြစ်တယ်တီပီအမြတ်ဘိုင်းစည်းတန်းကတော့လေးတောင်း68မှာ ဘိုင်နဲ့ဟမ်းမိတ်ဆွေတွေဆိုလို့ရှိရင်6300ငါးမှာအမြက်ပိုင်းမှာ6090မှာဘိုင်နဲ့သူက6300မှာအမြက်ပိုင်းမှာအဆန်အရှုံးပိုင်းစည်းတန်းကတော့ဘယ်မှာအရှုံးပေးရမလဲဆိုဒါမိတ်ဆွေကကိုရှုံးရှုံးခိုင်နေတဲ့ပမာဏတွေပေါ်မူတည်ပြီးတော့အဆန်ကိုချိန်ပြီးတော့ထားပါဘယ်မှာထားတင်တယ်လဲလို့ပြောပြသွားမှာဖြစ်တယ်ဘယ်မှာထားတင်တယ်လဲဆိုလို့ရှိရင်6000နဲ့အဲဘိုင်ထားတာဆိုရင်ဈေးကြိုင်ရှုံးမှာဖြစ်တဲ့အတွက်6000နဲ့ 90ရဲ့အောက်မှာအဆန်ထားရင်ပို့ပြီးအဆင်ပြေတယ်ဒါကပိုင်အော်ဒါအတွက်ကျွန်တော် TP နဲ့ SN ကိုပြောပြထားဖြစ်တယ် TP ဆိုတာဘာလဲဆိုရင်တိတ် profit ဖြစ်တယ် SN ဆိုတာ store loss ဖြစ်ပါတယ်ခင်ဗျာဒါကတိတ် profit ရဲ့အတူကောက်က TP ပါ store loss ရဲ့အတူကောက်က SN လို့ပြောတာဖြစ်တယ်ဟုတ်ပြီပိုင်အော်ဒါကိုကျွန်တော်ပြောပြပြီဆိုလို့ရှိရင်အယောင်းဆဲအော်ဒါကိုပြောပြတော့ဖြစ်တယ်အယောင်းဆဲအော်ဒါကိုလက်ရှိအနေထားကိုရောင်းတင်တလားလို့မြင်နေဆိုလို့ရှိရင်ရောင်းတင်တယ်လို့မြင်နေ4113မှာရောင်းမှာကျွန်တော်ကတော့အယောင်းကြိုက်တယ်4110ဒီ20 25ဝန်းကျင်လောက်ကလေးအယောင်းကြိုက်ခဲ့ပါတယ်4114မှာ လက်ရှိမှာရောင်းမှာနောက်ထပ်တစ်ခုအနေနဲ့ကတော့4120လောက်မှာရောင်းတင်တယ်အဲတပီအမြတ်ပိုင်းဈေးတန်းကတော့ဘယ်မှာအမြတ်ပိုင်းရမလဲဆိုရင်4100အာ4100ရှစ်မှာအမြတ်ပိုင်းမှာ4100ငါးဒီမှာအမြတ်ပိုင်းမှာ အဆန်အရှုံးပိုင်းစီးတန်းကတော့ဒါပဲကိုရှုံးရှုံးနဲ့ပမာဏကိုမူတည်ပြီးတော့ချိန်ပြီးတော့ထားပါဘယ်မှာထားတဲ့နေလဲဆိုတော့ပြောပြမယ်ဘယ်မှာထားတဲ့နေလဲဆိုရင်တော့4120အပေါ်မှာအဆန်ထားရင်တော့ပို့ပြီးအဆင်ပြေပါတယ်ခင်ဗျာဒါက sale order အတွက် TV နဲ့အဆန်ကိုကျွန်တော်ပြောပြသွားတာဖြစ်တယ်ဒါကကျွန်တော်တို့တဦးရတော့အမြင်ဤပညာအရာသုံးသပ်ထားခြင်းဖြစ်တယ်ဤပညာအရာသုံးသပ်ချက်ဖြစ်တာကြောင့်တရားရခိုင်လုံးမင်းကံမှုတော့မရှိပါဘူးဒါကြောင့်မိတ်ဆွေရဲ့ trade account နဲ့ lossite တွေပေါ်မှာမူတည်ပြီးတော့စနစ်တကျနဲ့အရာဝင်လို့ကိုတော့အကြံပြုပါတယ်ခင်ဗျာဟုတ်ကဲ့ပါဤပညာအရာဤသုံးသပ်ပြီးပြီဆိုရင်ကျွန်တော်သတင်းပိုင်းအရာသုံးသပ်ပေးသွားမှာဖြစ်တယ်သတင်းပိုင်းအရာကတော့ဒီနေ့အတွက် တင်းတွေထွက်ဖို့ရှိလားအာမရှိဘူးလားဆိုတော့တစ်ချက်လောက်တွားကြည့်ရအောင်ကျွန်တော်တင်းတွေရှိမရှိဆိုတာ ဒီနေ့တော့ဆိုလို့ရှိရင်သတင်းတွေဒါဆိုရင် US သတင်းဒီနေ့ US သတင်းမရှိပါဘူး US သတင်းမရှိတာကျွန်တော်တို့တနင်္လာနေ့တွေကနေအင်ကာဘိုလူသူကတပတ်တွေတပတ်လုံးမှကြာတာဘလင်းနဲ့တောက်ကြသတင်းတစ်ခုပဲရှိမှာဖြစ်တယ်။နေ့ရက်ပဲရှိမှာဖြစ်တယ်။မနေ့ဖြန်မှာသတင်းကတော့ရှိမယ်ဒီနေ့တနင်္လာကနေစပြီးတော့ဒီနေ့ဘုတ်တခုနေ့ထိသတင်းကတော့မရှိဘူး။သတင်းမရှိပေမဲ့ညပိုင်းမှာအရောင်းဝယ်လုပ်မယ်ဆိုရင်ဤပညာအရာအရောင်းဝယ်လုပ်လို့ရမှာဖြစ်တယ်။ဒါပေမဲ့သတင်းမထွက်တဲ့အတွက်ကြောင့်မိတ်ဆွေကအရောင်းဝယ်လုပ်တဲ့အချိန်မှာလဲစနေတခြားနေ့အရောင်းဝယ်လုပ်ဖို့တော့လိုအပ်တဲ့ဘာလို့ဆိုတော့ breaking news တွေရှိနိုင်တယ်။ဒါကြောင့်သတိထားဖို့ကျွန်တော်ကတော့ဒါအကြံပေးရခြင်းဖြစ်တယ်။အက ယ်လို့ဒါမိတ်ဆွေကရှေ့ပိုင်းမှာပြောသွားတယ်မရှင်းတာပဲဖြစ်စေကျွန်တော်ရဲ့အဲဒီ Twitter account ဖွင့်နေတာပဲဖြစ်စေ Google Music Channel Channel join နေတာပဲဖြစ်စေကျွန်တော်ရဲ့ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့မိတ်ဆွေများအားလုံးလည်းကျေးဇူးများဤတင်ရှိပါတယ်